ဆန္ဒပြတဲ့ចောင်းသားတွေကိုပိတ်ဆို့ဟန့်တားလာအကျန်းဖန်နှိမ်နင်းတာတွေနဲ့ပတ်သက်ပြီးမကွေးတက္ကသိုလ်ចောင်းသားများတမကကဥဆောင်ပြီးမကွေးမြို့မြသလွန်ဖရမာပြီးခဲ့တဲ့စနေနေ့ကဝိပြုဆူတောင်းခဲ့ကြပါတယ် RFA သတင်းတော်ကိုစောတူသတင်းပေးပို့ထားပါတယ်ရှင်ဒီမိုကရေစီပညာရေးဆန္ဒပြပွဲတွေကိုဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ကအကျန်းဖန်နှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီးမကွေးတက္ကသိုလ်ចောင်းသားများတမကအဖွဲ့ကဥဆောင်ပြီးမြသလွန်ဖရစနေတော့မှာပြီးခဲ့တဲ့စနေနေ့နေ့မနေ့ကအကျန်းဖက်ဝါရတွေကိုရှုတ်ချတဲ့အနေနဲ့ဝိပြုဆူတောင်းခဲ့ကြပါတယ် လက်ရှိအချိန်အားထက်သန်းပညာရေးစာမှုဘော်တွေရှိနေတဲ့အတွက်မိတာဖို့အမျှဝေတာတော့ပဲလုပ်နိုင်တယ်လို့ပြောပါတယ်ဒီပညာရေးနိုင်ကြတဲ့ပညာရေးကိုပြုပြင်ဖို့ကြိုးစားနေတဲ့ကျောင်းသားတွေအဲဒီကျောင်းသားတွေကိုအကြံဖတ်မှုတွေမြင်ရတယ်ကျွန်တော်ကအကြံဖတ်မှုတွေမြင်ရတယ်ကျွန်တော်တို့ကဒီအကြံဖတ်ဝါဒတွေကိုမကြိုက်လို့ရှုံးချရဲဖះမှာဆိုတော့ကျွန်တော်ကမေတ္တာပို့ဆူတောင်းပေးတယ်ခုလက်ရှိကဆယ်တန်းကလေးတွေဆောင်ဝဲဖြစ်နေရရှိတယ်တက္ကသိုလ်ကျောင်းတွေမှာဆောင်ဝဲဖြစ်နေရရှိတယ်အငယ်တွေရဲ့ဆောင်ဝဲတွေကိုကျွန်တော်ကဒီငဲ့ညာရဲ့အနေနဲ့ပေါ့နော် ခုရက်ပိုင်းမှာကျွန်တော်တို့ကဒီလိုမြင့်တာမှုအများဝေတာတော့နောက်အပေးရုံတော့အဲ့လောက်ကလေးပဲလုပ်မယ်နောက်ကြောင်းပိတ်သွားတဲ့အချိန်မှာအစိုးရဘက်ကနေပြီးဆိုဖြစ်တင်ဖြစ်ထိုက်တာကိုမလိုက်ရုပ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြင်းပြင်းထန်ထန်နဲ့လောက်ရလိမ့်မယ်လို့ဒီကနေ့စူတောင်းပွဲမှာရင်းနှံကျောင်းကောလိပ်နဲ့မဝိပညာရေးကောလိပ်ကကျောင်းသားတွေလည်းပါဝင်ပါတယ်ကျွန်တော်တို့ကအကျောင်းဆရာဖြစ်မဲ့လူတွေပါပညာရေးနဲ့အများကြီးသက်ဆိုင်တယ်အဲ့လိုပညာရေးနဲ့အများကြီးသက်ဆိုင်တယ်ပညာရေးကောလိပ်ကကျောင်းသားတွေကအခုတခြားဝိဇ္ဇာသိပ္ပံကောလိပ်ကျောင်းသားတွေကဒီလိုလိုဒီပညာရေးအတွက်သူတို့ရဲ့ကိုကြိုးမကြည့်ဘဲနဲ့တောင်းဆိုနေတဲ့အချိန်မှာကျွန်တော်တို့ တို့နဲ့အတူတူဝင်ပြတာပဲဝင်ဝင်မရပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့အခုတက်နိုင်တဲ့နေရာကနေပြီးတော့တို့တို့ကလာပြီးတော့အကျန်းဖတ်မှုတွေကိုအစိုးရအနေနဲ့ပြုလုပ်ထားတာလေးတောင်းဆိုပြီးတော့အစိုးရចောင်းသားတွေကိုတို့က community လို့ဆိုဆွဲတယ် community လို့ဆိုဆွဲအောင်ចောင်းသားတွေကဘယ်နေရာမှာ community နဲ့ဆက်ဆံရေးလုပ်ခဲ့လို့လဲဘယ်နေရာမှာမလုပ်ဘူး။တို့ပါသူတို့ရိုးသားနဲ့ပဲပညာရေးအတွက်ပဲတောင်းဆိုတာဒီမိုကရေစီပညာရေးရရှိဖို့အတွက်ပဲအဲ့ဒါကိုအစိုးရအနေနဲ့ ကျောင်းသားတွေကိုကြားမနိုင်နေလဲဆိုတော့ကျွန်တော်တို့သတင်းတွေမှာဖတ်တဲ့အတွက်အဆင်မကောင်းပါဘူးကျွန်တော်တို့ပညာရေးအတွက်အခုလိုမျိုးရှေ့တန်းနေပြီးဥဆောင်ပြီးတက္ကသိုလ်ဝင်နေတဲ့ကျောင်းသားတွေကိုအစိုးရအနေနဲ့ဒီလက်ွက်တွေအမျိုးမျိုးနဲ့လက်ွက်တွေမျိုးတွေမှာထည့်ပြီးတော့အခုလိုမျိုးအကြမ်းဖက်မှုတွေကိုမလုပ်ပါဘူးလို့ပြောကြပါတယ်အစိုးရအနေနဲ့လွှတ်တော်ရင်းမှာကျောင်းသားတွေရဲ့ဒီမိုကရေစီပညာရေးတောင်းဆိုမှုနဲ့ပတ်သက်လို့ကျားနာပွဲတွေအကောင့်တွေပေါ်ဆောင်ရွက်ပေးနေပေမဲ့ကျောင်းသားလူကြီးမှာအစိုးရပေးတဲ့ဂရုကိုယုံကြည်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ် အစိုးရအနေနဲ့ကတော့ဖိဆက်တဲ့ဂရိမတိမှုတွေအများကြီးရှိခဲ့တယ်။အခုလည်းသူတို့ကဂရိမတိဘူးဂရိမတိရတဲ့အခုစူးစမ်းနေတဲ့ကြောင်းသားတွေလည်းအကျန့်ဖက်တယ်။အခုဆက်လက်ပြီးဥဆောင်ချီတက်နေတဲ့ပြမတပိတ်စီကြောင်းယူလည်းသူတို့ကပိတ်ထားတဲ့နီမျိုးနဲ့ပိတ်ထားပြီးတော့သူတို့လိုချင်တဲ့ဘန်းနံကိုရအောင်အစိုးရဘက်ကနေပြီးနီမျိုးနဲ့ကြံစီပြီးတော့လုပ်တယ်။နောက်ပြီးကြတော့ဟိုတဟိုတနေ့ကလုတ်သွားတယ်။ဒီပြည်သူလာစားကိုစားနေတဲ့ရဲဝင်တဲ့နေကပြည်သူတွေကိုနှိပ်ကုပ်ဖို့ဒီအဖွဲ့အစည်းတစ်ခုကိုအသုံးချပြီးပြည်သူတွေနှိပ်ကုပ်ဖို့လုပ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်အမြဲတမ်းချုံချရတယ်။ ဘကိုတိုင်းဒေသလေဗရန်မြို့မှာဒီမိုကရေစီပညာရေးကျောင်းသားသပိတ်ပင်မစစ်ကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဆက်လက်ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။ဒီလိုမပြေလည်မှုတွေနဲ့ကျောင်းသားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့ဒီမိုကရေစီပညာရေးစနစ်ဥပဒေပြင်ဆင်ရေးကိုနိုင်ငံတော်အစိုးရကဆက်လက်ကြံ့ကြံ့အောင်အချိန်ဆက်လှုပ်ဆောင်နေဦးမယ်ဆိုရင်မကွေးတိုင်းဒေသတွင်တက္ကသိုလ်ကျောင်းသားတွေကဆက်လက်တိုက်ပွဲဝင်ပါမယ်လို့ပြောနေကြပါတယ်ခင်ဗျာ။